ရှမ်းပြည်နယ်အရှေ့ပိုင်းမန်ယုံခရိုင်မန်ယုံမြို့၌အပီပီဆိုင်အမွေးစဝါလွိုင်းတုံမုန်နေတရားမဝင်အောင်ဝင်မှုတိုက်ဖြတ်ရေးနှင့်အတဲမှမွေးစဝနေရဲ့တိပညာပေးတောက်ရှိုးကိုယနေ့နဲ့နဲ့ပိုင်းကအဆိုပါရုံးရဲ့လူထုအခြေပြုဘုဒ္ဓနာကမ္မ၌ကျင်းပပြုလုပ်ခဲ့ပါတယ်။ဆွေးနွေးပွဲမှာဒုတိယဦးစီးမှုဝန်ချာနေဝန်ထမ်းများကယခုလိုပဲဆွေးနွေးခဲ့ကြပါတယ်ခင်ဗျာ။အားလုံးပဲမင်္ဂလာပါခင်ဗျာ။ဒီနေ့ကျင်းပမယ့်တောက်ရှိုးလေးကတော့မွေးစဝနေရဲ့တိပညာပေးတောက်ရှိုးပဲဖြစ်ပါခင်ဗျာ။ မွေးစေဝါဆိုတာကဘာပေါ်မှာရှေ့အကြဆုံးသောစေဝါတမျိုးပဲဖြစ်ပါတယ်။ယခင်ကမွေးစေဝါကိုအပင်ကနေရရှိရရှိတဲ့ဗယဆေးတမျိုးအဖြစ်အသုံးပြုကြပါတယ်။ဘိန်ဘင်၊ကိုကားဘင်၊ဆေးချောက်ဘင်တို့ကိုမွေးစေဝါဟုခေါ်ဆိုပါတယ်။ကျွန်တော်တို့လူသားတွေဟာစူးစမ်းတတ်တဲ့တံတဝါတွေဖြစ်ပြီးသူစူးစမ်းလိုတဲ့စိတ်တွေကြောင့်ပဲယနေ့ကဘာကိုပုံဖော်ပြောင်းလဲနိုင်ခဲ့ခြင်းပဲဖြစ်ပါတယ်။စူးစမ်းလိုစိတ်ရှိတဲ့လူငယ်တွေဟာ ကွန်ကျုပ်ပြုတယ်လို့ဆိုကြိုးလဲပြုနိုင်ပါတယ်အထူးသဖြင့်အန္တရာယ်ရှိတဲ့မွေးဆေးဝါးတွေကိုစူးစမ်းမိတယ်ဆိုရင်လူကိုချုံနောင်ဖန်းဆိုင်ရင်းနဲ့မပြန်လန်းကိုဆွဲခေါ်သွားနိုင်တဲ့အရာပဲဖြစ်တဲ့ဆေးဝါးကိုတငယ်ချင်းအပေါင်းတင်မြိုင်ဆွမ်းဆောင်မှုကိုမလွန်ဆန်နိုင်ခြင်းမိသားစုအတွင်းရေးမပြေလည်ခြင်းလူမှုရေးပြဿနာရှိတဲ့အချင်းတို့ကြောင့်လဲမွေးဆေးဝါးတွေသုံးဆွဲမိကြပါတယ်တချို့ဆိုရင်မွေးဆေးဝါးအနေမုန်တူတဲ့နေပန်းခြင်းစတဲ့တွေကြောင့်လဲ သုံးဆွဲမိတာကိုကျွန်တော်တို့သိရှိရမှာဖြစ်ပါတယ်။သုံးဆွဲမိပြီဆိုရင်မိမိတို့ရဲ့စိတ်ကြောင့်သာပျက်စီးခြင်းကိုရောက်ရှိတာပဲဖြစ်ပါတယ်။ကိုယ်တိုင်ဖြတ်မှပြက်ဆိုတဲ့ကဲ့သို့ဘယ်သူမှမလုပ်ပဲမိမိကိုယ်တိုင်သာဖြက်စီးခြင်းတွေဖြစ်တဲ့အတွက်မွေးဆေးဝါးကိုရှောင်ကျင်ရမှာပဲဖြစ်ပါတယ်လူသားများကြားမှာမွေးဆေးဝါးသုံးဆွဲမှုမြင့်တက်လာတဲ့နေ့မြသတ္တထမန္တန်ရင်းရိုင်ပျက်စီးလာပြီးရစဖို့မှုများလည်းဖြစ်တဲ့တဲ့ဖြစ်လာကများပြားလာတဲ့ဒီမှုခင်းတန်တရားကိုလည်းဖြစ်စေနိုင်ပါတယ် ။ဒါနဲ့အခါမှာနိုင်ငံတော်ရဲ့မျိုးဆက်သစ်လူငယ်များကိုလုံခြုံသုံးစင်တဲ့မွေးစွားအနေရကိုတားဆီးကာခွင့်ရံအတွက်နိုင်ငံလုံးဂျိုးပန်းပြီးမှပြည်သူတရက်လုံးဟာလည်းအမျိုးသားရေးတံဝန်ဖြစ်အရှင်ဟောင်းမြင့်တင်ပြီးမှဂျိုးပန်းဆောင်ရွက်လျက်ရန်အလွန်ပင်အရေးကြီးပါတယ်။လူအဖွဲ့အစည်းတစ်ခုလုံးကိုဖြစ်ဖြစ်ချင်းဝါမျိုးပြီးလူငယ်များကိုအညွန့်ချိုးနေတဲ့နိုင်ငံရေးဂုဏ်သိက္ခာနဲ့အနာဂတ်ကိုဖြစ်ဖြစ်ချင်းနှင်းချေဖျက်ဆီးနေတဲ့ဒီမွေးစွားအနေရကိုလည်းပြည်သူနဲ့အတူစူပေါင်းပြီးနေနှင်းကြရအထူးပင်လိုအပ်မှာပဲဖြစ်ပါတယ်။ မူရေးစေဝါပြဿနာဟာတနင်္ဂနွေသုံရွေးရန်မရတဲ့အတွက်မူရေးစေဝါနေရာသားစီကာကွယ်ရေးနဲ့မူရေးစေဝါတရားမှုရောင်းဝယ်မှုဖောက်ကားမှုတွေကိုတိုက်ဖြတ်နိုင်ရအတွက်ကျွန်တော်တို့အိမ်နီးချင်းနိုင်ငံများအပါအဝင်နိုင်ငံတည်တည်ကလည်းပူးပေါင်းဆောင်ရွက်ရင်ရန်အထူးပင်လိုအပ်ပြီးဖြစ်ချောင်းဆွေးနွေးရင်းနဲ့ညီကောင်းချောင်းရရပါတယ်ခင်ဗျာဆက်လက်ပြီးတော့ဒီမူရေးစေဝါနဲ့ပတ်သက်ပြီးမှဥနေဝင်ကဆွေးနွေးပေးပါအောင်ဟုတ်ကဲ့ပါခင်ဗျာကျွန်တော်ကတော့မူရေးစေဝါအကြောင်းအရာကိုဆက်လက်ဆွေးနွေးပေးတော့မှာဖြစ်ပါတယ် ဝိဇေကိုအပိုင်းသုံးပန်းခွဲမိဆိုတော့ကဘိန်းဘိန်းဖြူနဲ့စိတ်ကြစီပြလို့ဖြစ်ပါတယ်။ယနေ့ကာလတွင်စိတ်ကြစီပြသည်လူသားများကဲ့သို့ပုံမပြတ်နဲ့ဝင်ရောက်လျက်ရှိပြီးအထူးသဖြင့်ចောင်းသားចောင်းသူများခြားတဲ့တို့စိတ်ဝင်လျက်ရှိသည်ကိုတွေ့ရပါတယ်။ကဘာပေါ်တွင်လည်းဝိဇေဝါသုံးဆွဲသည့်အသက်အရွယ်မှာကိုးနေရွယ်မှာဆက်တင်ကြောင်းကောက်ယူရရှိသည့်စစ်သားများသိရှိရပါတယ်။မြန်မာနိုင်ငံတွင်လည်းမွေးစေးဖြတ်သူများကိုစည်ရင်ကောက်ယူရတဲ့အခါ အသက်20မှ39နှစ်ကြားစီကြောင်တီစီရတဲ့ဖြစ်မိဒီရွေတင်စေးစားတဲ့30ဆွဲတီကိုခံမှန်တီစီရမှာဖြစ်ပါတယ်။ဆရာနေတင်မှာညအမေရယ်အလုံးလုံးနိုင်ခြင်းအစာမစားပဲအလုံးလုံးနိုင်ခြင်းခွန်အားပြည့်ဝတဲ့ကဲ့သို့ခံစားရခြင်းဉာဏ်ရွှင်ခြင်းစသည်တို့ဖြစ်ပါတယ်။သို့တော်30ဆွဲတီကာလကြာလာတဲ့အမြဆရာနေတင်မရပါကအာရင်ကုန်အာရင်မရှိတဲ့ကဲ့သို့ပင်မနှောင်းနေခြင်းမှညာချိုးရခြင်းတွားများကျွတ်ခြင်း ယိုရဲချင်းကိုရီကိုဒင်းကလီစာများပြည့်စည်ခြင်းစာတိဘေးသက်ဆူဆူများနဲ့ရင်ဆိုင်ရမှာဖြစ်ပါတယ်။မူရီစေဝါတုံဆွဲခြင်းကြောင့်တုံဆွဲသူကိုယ်တိုင်ကစိတ်ချမ်းသာရည်တိကတ်ခြင်းပုံမှန်တိစိတ်မရှိခြင်းတန်တရားဝင်ခြင်းနှလုံးပုံမြန်ခြင်းတွေးတိုးနှလုံးသွေးကြောခြင်းချင်းယောဂများအရေးပြက်ပြီးအတိညာချိုးရင်ခြင်းများဖြစ်ပါတယ်။နောက်ထပ်ဦးနောက်ကြောင်လာခြင်းညာရင်ကြဆင်ခြင်းခုခံကြဆင်လာခြင်း HIV ANDS စသောယောဂဝေဒနာများခံစားရပါတယ် ငွေစေဝါလွန်ကျွန်သုံးဆဲမှုကြောင့်စိတ်အာရုံခြောက်ခြားမှုများဖြစ်လာပြီးအကျဉ်းစားရတဲ့ပြည့်စည်ခြင်းဥစ္စာပြည့်စည်ခြင်းတို့ကြောင့်အတိုင်းဝင်းများကိုလည်းထိခိုက်စေနိုင်ပါတယ်။လူတစ်မျိုးသားလုံးလူညွတ်သုံးစေမိငွေစေဝါအနေကိုတားဆီးကောက်ွယ်ရမှာအမျိုးသားထုတစ်ရက်လုံးဤတာဝန်ဖြစ်ပါတယ်။ငွေစေဝါကိုထုတ်လုပ်ပြန်ချေရောင်းချတင်ဖို့တင်ရင်းချင်းကိုကိုယ်တိုင်မလုပ်တော့လဲအားပေးကူညီထောက်ပံ့ရင်ထောင်တန်းတည်တံတိကြနိုင်ဖွယ်ရှိကြောင်းပြောကြရင်ဆွေးနွေးလိုက်ရပါခင်ဗျာ ဒီတဲ့င်းကိုမန်ယူမျိုးပန်ဆိုင်နေပြီးသူဆက်ဆိုင်ဦးစိတ်သနာကပေးပို့ထားခြင်းဖြစ်ပါတယ်ခင်ဗျာ